ဆိုတော့အားလုံးပဲမြင်လာပါကျွန်တော်နာမည်ဆိုရပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် unit 5ကိုရောက်လာပြီ unit 5မှာကျွန်တော်တို့က present simple အကြောင်းကိုရှင်းပြပြမှာဖြစ်တယ်ပြီးတော့အရင်ဆုံးကျွန်တော်ရှင်းပြမှာ present ဆိုတဲ့ present simple ဆိုတာဘာလဲပြီးတော့သူ့ကိုဘယ်လိုခြေနေမျိုးမှာတုံးလဲပြီးတော့သူ့နဲ့ဘယ်လိုစကလုံးမျိုးတွေကိုအများသောအဖြစ်တွဲပြီးတုံးနေရှိလဲပေါ့နော်ဆိုတော့ဒီကျွန်တော် lesson လေးကိုစလိုက်အောင်ပါဆိုရင်ဆိုတော့ပထမဆုံးအနေနဲ့သူကဒီမှာဥပမာလေးတွေပေးထားတယ်ကျွန်တော်ဥပမာလေးတွေအရင်ဆုံးဖတ်လိုက်မယ်နော် We read a lot. they read a lot of books သူတို့စာအုပ်တွေအများကြီးဖတ်တယ်တဲ့ they read a lot သူတို့စာအရန်ဖတ်တယ်ဒီတရားဒုတိယပုံမှာဆိုလို့ရှိရင် i like ice cream ကျွန်တော်က ice cream ကိုကြိုက်တယ် he is eating an ice cream သူက ice cream ကိုရေခဲမုတ်ကိုစားနေတယ် he likes ice cream သူ ice cream ကိုကြိုက်တယ် okay နော်ဒါသူပေးတဲ့ example လေးကျွန်တော်ဆက်ဖတ်မှာအောင်ပါ they read he likes i walk as a brother brother symbol နော်ဘေးမှာပေးရတဲ့ read ရယ် likes ရယ် and walk တကဒါ brother symbol တွေဖြစ်ပါတယ်တဲ့ တော့ present tense ပေါ်ကျွန်တော်တို့ရိုးရှင်းသိမှာဆိုလို့ရှင်ခေါ်မှာဆိုလို့ရှင်တော့ဒါ verb 1လို့ခေါ်ကြတယ်ပေါ့နော်ဒီသူ့ရဲ့မူရင်းနာမည်ကတော့ present simple ဖြစ်တယ်ဆိုတော့ are you with this ဆိုတဲ့စကားလုံးကတဲ့သူအနောက်မှာလိုက်တဲ့စကားလုံးတွေကိုကျွန်တော်တို့က as မထည့်ပဲနဲ့တုံတယ် we do like to walk to live watch do have ပေါ့နော်အဲ we ဆိုလို့ရှင်စာဖတ်သည် like ကြိုက်သည် walk လုပ်လို့သည် live နေသည် watch ကြည့်သည်စောင့်ကြည့်သည် do ပြုလို့ဒီ have မှရှိသည်ဆိုတော့ဒီလုံးလေးပြီးတော့ he she it နဲ့ပြီးတော့အနေကိန်းနေဆိုလို့ရှင်ကျွန်တော်က So ورب من از تی بیره reads, likes, works, lives, watches, does, and has. So actually we have there yeah, the the general uh again so actually as that for no so the moment the OES does no do one in does hello hello so long lady so general chichi yeah umali tachi me so he remember he works she lives it rains etc တော့ဒါကျွန်တော်တို့ subject ကအနိုင်ဖြစ်သွားတဲ့အခါမှာ verb မှာ s လေးလိုက်ပေးရတယ်သူကလေးရွှေ့မြတ်လာ I work in a uh, in a shop ကျွန်တော်ကဈေးတန်ဆိုင်မှာလေ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 ာပါတယ်တဲ့ my brother works in a bank ကျွန်တော်ရဲ့အကူအတော်တဲ့ကျွန်တော်ဒီ bank မှာလောလောတယ်တဲ့ဆိုတော့ဒီမှာဆိုလို့ are you with ကသူပုံမှန်ပြောခဲ့တယ် are you with ကပေးရတယ်သူကနောက်ကလိုက်လာတယ် verb မှာ s မထည့်ဘူးဆိုတော့ဒီမှာလည်းမထည့်ရပါဘူး work မှာမထည့်ရပါဘူး my brother my brother ဆိုတာကကျွန်တော် he တဲ့နာမပါပါเนาะ he she it နဲ့အနေကင်းနေမှာပါတယ်ဆိုတော့သူကတော့အနောက်မှာ estet ပေးတာတယ်เนาะသူကတော့ ban မှာလုပ်လို့ပါတယ် my brother work လို့ပြောမှာဆိုလို့ရှိရင်မှားပါတယ်ပေါ့เนาะအဲ့လိုအဲ့လိုတော့မရပါဘူးနဲ့ပြီး lucy lucy work lucy lives in london lucy က london မှာနေတယ်တဲ့ဒီမှာလိုက်တိုင်းမှာ lucy ကတယောက်တည်းဖြစ်တဲ့ခါမှာကျွန်တော်အနေကင်းပေါ့เนาะအဲ့တော့ကျွန်တော် verb မှာ estet ပေးတယ် lives ဆိုပြီးတော့ live yes ဆိုပြီး live မှာထည့်တာလေ her parents သူမမိပါတယ်မကြတော့အများကြီးဖြစ်သွားပြီမိပါတယ်ကသူကျွန်တော်က verb မှာ as မထည့်တော့ဘူး ဒါလေးရှိမယ် my parents live in scotland scotland မှာနေပါတယ်တဲ့ it rains a lot in winter ဆိုင်းရာဒီမှာဆိုလို့ရှိရင်မိုးရမ်းရွာတယ်တဲ့ဆိုင်းရာဒီမှာမိုးရမ်းရွာပါတယ်တဲ့ it rains so it got a he she it တင်မပိုင်နော် okay so i have it ဒါပေမဲ့ i have လို့သတ်ဝင်မယ်တဲ့ he she it နဲ့တွဲလို့ရှိရင်အဲ့ဒါ he ss ဖြစ်သွားပါတယ်တဲ့ဒီအောင် joe has a shower every day joe ကနေ့တိုင်းရေကူးပါတယ်တဲ့ joe ကနေ့တိုင်းရေကူးပါတယ်တဲ့ sorry ရေချိုးပါတယ်တဲ့ joe ကနေ့တိုင်းရေချိုးပါတယ်တဲ့ spelling ကျွန်တော် okay ဒါအတူဒီဒီ s တဲ့ es တဲ့ပေါင်းတယ်ဘယ်လိုစလုံးများ s တဲ့ es တဲ့ပေါင်းရလဲဆိုတာကိုသူထပ်ပြီးတော့ရှင်းပြပေးတာ es တဲ့ after s တို့မဟုတ် sh ch တဲ့ဒီလိုမျိုးစကလုံးနေနဲ့ဆုံးနာမယ်ဆိုလို့ရှင်နဲ့ s ရယ် sh ရယ် ch ရယ်ဒီလိုစကလုံးမျိုးနေနဲ့ဆုံးနာမယ်ဆိုလို့ရှင်နဲ့ကျွန်တော် es ကိုထည့်ပေးရပါတယ်ဥပမာ pass passes finish finishes watch watches နော်အလုံးလေးတွေနောက်မှ es တန်လေးထည့်ပေးရပါတယ်နဲ့ ကယ်ပဲ y နဲ့ဆုံးလာတယ်ဆိုလို့ရှိရင်တော့ y ကိုကျွန်တော်က ies ဆိုပြီးတော့ i နဲ့ပြောင်းပြီးတော့သုံးမိရတယ် steady ရှိတာ stu d1 ရှိတာကနေပြီးတော့ stu dies လို့ပြီးတော့ studies try tries အဲ့လိုပြောင်းပုံစံလေးပြောင်းသွားတယ် also ဆိုတော့ဒီမှာ do နဲ့ do ဆိုလို့ရှိရင် do do ပေါ့နော် do do ကနေပြီး do es test ဖြစ်သွားတယ် go ကနေ do es goes ဖြစ်သွားတယ် okay ဒါကတော့ဒီအောက်ဆုံးနှစ်ခုကတော့ဒါကကျွန်တော်ဟိုပုံစံလေးတော့မှတ်ထားလို့မရဘူးကျွန်တော်အဲ့လိုကြက်ထားပါဒီနှစ်ခုကတော့ဒီဒီအပေါ်ဆုံးညအပိုင်းမှာသူကဘာလို့ရှင်းပြသွားလဲဆိုတော့ verb ကိုအ ਨੇ သုံးမလား verb ကိုအများသုံးမလားပေါ့နော်အရှက် subject ကိုမူတည်ပြီးတော့ဆိုပြီးဒါလေးဒီပိုင်းကသူကအရှင်းပြပေးသွားတယ်ဒုတိယပိုင်းကျွန်တော်ဆက်ကြည့်မယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့ဘယ်လိုအခြေအမျိုးတွေမှာသုံးမလဲဆိုတော့သူဆက်ပြီးတော့ရှင်းပြလာတယ် we use the present simple for things that are true in general that are true in general and for things that happen sometimes or all the time so ကျွန်တော် present simple ကိုအသုံးပြပါတယ် for things that are true in general ရေဘူးရအပြင်မှန်ကန်တဲ့အရာတွေ ရေဘူးရအားဖြင့်မှန်ကန်တဲ့အရာတွေမှာကျွန်တော်တို့ကသုံးတယ်တဲ့ present simple ကျွန်တော်နှမတာတော့ဒီတစ်ခုရှိမယ်ဒုတိယဟာကျတော့ for things that happen sometime တခါတလေဖြစ်တဲ့တခါတလေဖြစ်တဲ့အရာတွေပြီးတော့နောက်တစ်ခုကတော့ all the time အများနဲ့ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ကရေဘူးရအားဖြင့်မှန်ကန်တဲ့အရာတွေပြီးတော့တခါတလေဖြစ်တဲ့အရာတွေပြီးတော့အများနဲ့ဖြစ်နေတဲ့အရာဒီအချင်းတွေသုံးသုံးခုတော့ကျွန်တော် present simple ကိုသုံးတယ်တဲ့တမန်ကြည့်အောင်အာရေဘူးရမှန်တယ်ရေဘူးရမှန်တယ်အာတခါတလေဖြစ်တယ်အများနဲ့ဖြစ်တယ် ဟုတ်ပြီနော်ရေပူကြမှန်တယ်တခါလေးဖြစ်တယ်အမြဲဖြစ်တယ်ဆိုတော့ဒီလိုမျိုးအခြေအနေသုံးခုတော့ကျွန်တော်က presence symbol ကိုသုံးပါတယ်တဲ့ကျွန်တော်ဥပမာလေးကြီးကြည့်အောင် I like big cities ကျွန်တော်ကမြို့ကြီးတွေကိုကြိုက်တယ်တဲ့ဆိုမြို့ကြီးတွေကိုကြိုက်တာကဘယ်တမ်းမှပါမလဲ general truth ထဲမှာဖြစ်မလားသို့မဟုတ် all the time တချင်လုံးကြိုက်နေရလားဆိုတော့ဒါမျိုးပေါ့နော်ကျွန်တော်ရဲ့အကြိုက်ကိုပြောတာဒါတစ်ချိန်လုံးလည်းဖြစ်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်ကိုယ်ကကိုကြိုက်တယ်သူတရားကိုချစ်တယ်ဆိုတော့အကြောင်းလာတာက all the time နဲ့မှာပါသွားလိမ့်မယ်အများကြီးဖြစ်နေတဲ့အရာမျိုးတွေနောက်က your english is good မင်းအင်္ဂလိပ်စာကကောင်းတယ်တဲ့ you speak very well မင်းကစကားကောင်းကောင်းပြောတတ်တယ် you speak very well မင်းကကောင်းပြောတယ်ဆိုတော့ဒါဆိုရင် sometimes through တော့မဟုတ်ဘူး all the time ပေါ့နော်ဒါမှမဟုတ် general true လည်းဖြစ်နိုင်တယ် Tom works every uh, very hard Tom ကအလုပ်အရန်ကြိုးစားပါတယ် he starts at 7:30 and finishes at 8 o'clock in the evening ခွန်နိုင်ခွဲမှာမနက်ခွန်နိုင်ခွဲမှာစပြီးတော့၈နိုင်မှာအလုပ်ကိုသိမ်းပါတယ်အလုပ်ပြီးပါတယ်တဲ့အရန်ကြိုးစားတယ်ပေါ့နော်ဒါဆိုလို့ရှိရင် general true တွေပြောလို့ရတယ် general true တွေမှာပါတယ်ပြီးတော့ the earth goes around the sun ဆိုတော့ဒီကျွန်တော်ကဘာအနေကိုပတ်ပါတယ်တဲ့ကဘာကအနေကိုပတ်ပါတယ်ဆိုတော့ဆိုလို့ရှိရင် January 2တောင်မှာပါတယ်ဒါအမြဲတမ်းအမြဲတမ်းလဲ January 2လဲတော်လို့ရကျွန်တော် all the time ဖြစ်နေတယ်ပြောလို့ရတယ်ဗောနော်အဲ့တော့ we do a lot of different things in our free time ကျွန်တော်တို့အားလချင်းနေမှာကျွန်တော်တို့ကအာကိစ္စတော်တော်များများကိုလုပ်ပါတယ်လေအရာတော်တော်များကိုလုပ်ပါတယ်လေ we do ဆိုပြီးတော့ပုံမှန်အဖြစ်လုပ်လေလုပ်ရရှိတဲ့အရာကိုပြောနေတာ အဲ့ကော it it cost a lot of money to build a hospital ဆေးရုံတစ်ခုစောက်ဖို့ဆိုတာကတော့ပတ်စံနေရန်ကုန်နေတဲ့နော်ဒါကုန်လေးကုန်ထားရှိတယ်ကုန်တက်တယ်ပေါ့နော်ဒီပုံများဒါမျိုးတွေအကြောင်းအောင်ပြောပြနေတာဆိုတော့ဒါကကျွန်တော် present simple ကိုတုံးတဲ့အခြေအနေလေးအခြေအနေလေးအခြေအနေလေးဖြစ်တဲ့ခုမှပြကျွန်တော်တို့ပြောကြည့်အောင်ဒီမနက်နေတာလေပေါ့နော်ဒီမနက်နေတာလေဆိုလို့ရှိရင်တော့ဒီဒီထက်မှပါတော့ပေါ့ဒီထက်မှမပါတော့ဘာလို့လဲဆိုကျွန်တော်ကဒီမနက်ဆိုပြီးစကလုံးကိုတုံးလိုက်တာဒီမနက်ဆိုအချိန်ကာလတစ်ခုပါလာပြီနော်ဆိုတော့အမြဲတမ်းဖြစ်နေတာလည်းမဖြစ်နိုင်တော့ဘူး ်ခါလေးဖြစ်တာတည်းပြောလို့မရတော့ဘူးသူက general truth လေးဒီတော့မပါတော့ဘူးဒီမနက်ဆိုတဲ့စလုံးကြောင့်နော်ဒီနေ့ဆိုလို့ရှိရင်အဲ့တိုင်းပဲ okay ကျွန်တော်ဆက်သွားမယ် and always အမြဲတမ်း never ပြီးတော့ never ဘယ်တော့မှ often အာမြန်မာဆိုအများသောအားဖြင့် usually ပုံမှန်အားဖြင့် sample တစ်ခါတည်းဒီစလုံးတွေကတဲ့အများသောအားဖြင့် present simple နဲ့တွဲသုံးနေရှိတယ်ဒီစလုံးတွေက present simple နဲ့တွဲသုံးနေရှိတယ်ဥပမာ so always gets to work early စုကတဲ့အမြဲတမ်းအလုတ်ကိုဆော့ဆော့ရောက်တယ်တဲ့စုဆိုတဲ့ကောင်မလေးကအလုတ်ကိုအမြဲတမ်းဆော့ဆော့ရောက်ပါတယ်တဲ့ so always gets လို့ရေးပါတယ် so gets always ဆိုပြီးတော့မရေးပါဘူးတဲ့ adverb ကိုကျွန်တော်က main verb ဖြစ်ရှိမှာထားပြီးတော့ရေးတယ် i never eat breakfast เนาะ breakfast ဘယ်တော့မှမစားပါဘူးတဲ့ကျွန်တော်စားတယ်ဆိုတော့ကျွန်တော်နေ့နေ့နေ့စဉ်လုပ်နေတဲ့အရာဆိုတော့အရင်ဟာရဲ့အချိန်မှာအဲ့ဒါကျွန်တော် eat ကိုသုံးလိုက်တယ်ပေါ့နော်ဘယ်မနေ့ရက်လို့ပြောမှဆိုဒီမိနစ်ကပြောမှဆိုလို့ရှိရင်တော့ကျွန်တော် eat ကနေပြီးတော့ကျွန်တော်စားတယ်ဆိုတာနဲ့စားခဲ့တယ်ဆိုတာမျိုးကျွန်တော်ပြောင်းပြီးသုံးပြရလိမ့်မယ် ကျွန်တော်ပုံမှန်စားတဲ့အကြောင်းအရာကိုပြောနေတာနောက်တစ်ခုက we often go away at the weekend ကျွန်တော်က weekend ဆိုလို့ရှိရင်လည်းကျွန်တော်အပြင်သွားတယ်တဲ့ we go away အပြင်သွားတယ်နော် we often go away at the weekend မေတုံးမခီးသွားတယ်ဘာလို့မျိုးသုံးလို့ရတယ် mark usually play football on sunday mark ကတော့တဲ့စနေတနင်္ဂနွေနေ့တိုင်းမှာတဲ့ဘောလုံးကစားပါတယ်တဲ့ဘောလုံးကစားလေးရှိပါတယ်တဲ့ mark usually plays football on sunday sunday ဒီမှာဘောလုံးကစားလေးရှိပါတယ်တဲ့ usually ပုံမှန်အဖြစ်နောက်တစ်ခုက ိုင်ကျွန်တော်ဒီတဲ့ sometimes တခါလေး walk walk to work အလုပ်ကိုလမ်းလျှောက်သွားပါတယ် I sometimes I sometimes walk to work but not very often မကြခဏတော့မဟုတ်ပါဘူးတဲ့တခါပြပြလို့ရှိရင်တော့ကျွန်တော်အလုပ်ကိုလမ်းလျှောက်ပြီးတော့သွားပါတယ်တဲ့ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါဒီအောက်ကပေါ့နော် the always and never often usually sometimes ဒီစလုံးငါးလုံး ਨੇ ဒီ present simple ကိုတွဲသုံးနေဆိုတဲ့အကြောင်းလေးကိုထပ်ပြီးတော့ရှင်းပြပေးတာဖြစ်တယ် အဲ့ဆိုလို့ရှိရင်เนาะဒီနေ့ lesson ကိုရတော့ပြီကျွန်တော်ပြောလင်းနေတယ်ပေါ့เนาะအချင်းအချင်းချက်ပြန်ပြောရမှာဆိုလို့ရှိရင်ဒီနေ့ lesson မှာအဓိကပြောသွားတာက present tense ကိုသုံးတဲ့အချင်းတွေ၃ခုအာ general true အမြဲတမ်းရေဘူးရအပြည့်မှန်တဲ့အကြောင်းအရာတွေဥမာနေရပူတယ်ရေခဲရအေးရတို့ဒါမျိုးတွေဟာမျိုးတွေနောက်တစ်ခုကကြတော့အာကျွန်တော်လက်ရှိမှာအကောင်းဆုံးနောက်တစ်ခုကကြတော့အမြဲတမ်းမှန်နေတဲ့အကြောင်းအရာနောက်တစ်ခုကကြတော့တစ်ခါတလေမှမှန်တဲ့ဟာမျိုးတွေဒါဥမာ sometimes မှာသုံးသုံးပြရတာပေါ့နော် i'm sometimes the work ဆိုတော့ဒါမျိုးတွေတွေဒီလိုဟာမျိုးတွေတွေဥမာသုံးပြသွားတာ ဆိုတော့ဆိုလို့ရှိရင်เนาะဒီနေ့ lesson ကိုကျွန်တော်ရသပြီလို့ကျွန်တော်နှောင်းလင်းပါတယ်အားလုံးပဲ have a nice day ပါ